သမီးတို့ရေဒီနေ့တီချဲတင်ချပေးမဲ့သင်ခန်းစာလေးကတော့အပိုင်းခခွေအုတ်အုတ်အသက်များသင်ကြားကြစို့လားဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါတယ်ကွယ်ကဲအဲ့တော့သင်ခန်းစာလေးကိုမစတင်ခင်မှာတိချက်ကအသက်သင်ငေးသားလေးတွေကိုရွတ်ပြပေးမယ်เนาะ တချောင်းငင်တသက်တချောင်းငင်ပတ်သက်ဟုတ်ပြီဒီချဲအပြီးလေးနဲ့တွဲပြီးရွပြပေးမယ်အာတချောင်းငင်တသက်အိုအာတချောင်းငင်ပတ်သက်အိုအိုအိုဟုတ်ပြီအဲ့တော့ဒီချဲတခြားသောပြီးလေးတွေနဲ့ထပ်တွဲပြီးတော့ရွပြပေးမယ်နော်ကာကြီးတချောင်းငင်တသက်ကိုကာကြီးရဲ့ပင်ချောင်းငင်တသက်ကျုပ် Kawi ta chao ngin ta ta ko. Kawi ye ye chao ngin ta ta cho. Nga ta chao ngin ta ta ngô. Ka nghe ye bin chao ngin ta ta cho. Sa lông chao ngin ta ta so. Ba zao ye ye chao ngin ta ta pyo. Sa lông chao ngin ta ta so. Pao to ye ye chao ngin ta ta pyo. Ta wen mu ta chao ngin ta ta do. Na nghe ha to chao ngin ta ta nao. 他是牛强人拔的头，马哈土强人得的毛，八兆强人拔的宝，下高哈土强人拔的手，下高强人拔的手，拉哈土强人拔的路，拉的强人拔的路，马爷爷哈土强人拔的庙，给是个龙里瑞靠家业。 ဖတ်ကြည့်ရေးကြည့်ကြရအောင်နော်ကာကြီးချောင်းငင်တသက်ကုတ်ကာကြီးရဲ့ပင်ချောင်းငင်တသက်ကျုပ်တာမူချောင်းငင်ပတ်သက်တုံးနာငယ်ဟာထိုချောင်းငင်တသက်နှုတ် အခုဆိုရင်သားတို့သမီးတို့ဒီသင်ခန်းစာလေးတွေကညီပြီးပြီးတွဲနဲ့အသက်သင်ငယ်တလေးတွေကိုကောင်းကောင်းတွဲပြီးရွတ်ဆိုတတ်ကြမယ်လို့ဒီချက်ထင်ပါတယ်။သားတို့သမီးတို့ရဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာလည်းရေးထားကြအောင်နော်။အခုသားတို့သမီးတို့ဖတ်စာအုပ်မှာပြထားတဲ့ရုပ်ပုံလေးတွေကို ကြည့်ပြီးအတူတူရွတ်ဆိုကြည့်ရအောင်နော်။ရုပ်ပုံလေးကိုကြည့်လိုက်ပါဦး။ဘာပုံလေးတွေ့ရလဲသားတို့သမီးတို့ရေ။ ဟုတ်တယ်နေပူမှာလည်းစောင်းလို့ရတယ်ကန်းကြေးပိုင်းမှာလည်းစောင်းလို့ရတယ်အုတ်ထုတ်ကလေးဖြစ်ပါတယ်ဒီချဲစလုံးလေးပေါင်းပြပေးမယ်အခရာဦးလုံးကြည့်တင်စံခတ်ဦးဝစ္စနှလုံးပေါင်းဦးသာစင်ညူတချောင်းငင်ပတ်သက်ထုံဦးအုတ်ထုတ်ရေးတော့ဒီချဲတို့ဟာဦးထုတ်လို့ရေးထားပေးမယ်သားတို့သမီးတို့တကယ်အတန်ထွက်ဖတ်တဲ့အခါမှာအုတ်ထုတ်လို့ဖတ်ရတယ်ကွကဲနောက်ထပ်ရုပ်ပုံလေးပုံထပ်ကြည့်ပါဦး ဘာလေးတွေ့ရလဲသားတို့သမီးတို့ရေစားလိုက်ရင်အရန်ကိုဘာဖြစ်လဲဆက်တဲ့ငရုတ်သီးလေးပါ စလုံးလေးပေါင်ကြည့်ပြအောင်ငိုင်ငါရာကောင်ချောင်းရင်တသက်ယုံตาရေးလုံးကြည့်တင်းဆက်ခတ်သည်ဝစ်စနှလုံးပေါက်သည်ငရုတ်သီးကဲနောက်ထပ်ရုပ်ပုံလေးပုံထက်ကြည့်ကြမယ်ပါလေးတွေ့လေတောင်းတမီယိုကြီးဟုတ်ပါတယ်စွန်းအုပ်ကလေးပါဟိုးအရင်တော့ဆိုရင်တော့ ။နောက်ဒီချယ်ရိုဖုန်ကြီးချောင်းကိုစွန်းသွားပို့တဲ့အခါမှာစွန်းအုပ်သေးကိုစွန်းလေးထည့်ပြီးတော့သွားပို့ကြရဲ။အခုနောက်ပိုင်းကတော့ဒီချယ်ရိုဂျိုင်းနဲကိုပဲထည့်ပြီးတော့ပို့ပြကြတော့တယ်ကွယ်။ဒီစွန်းအုပ်လေးอ่ะဆိုရင်တော့ရုံးနဲ့ပြုတ်လုတဲ့မြမလက်မှုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ကဲစလုံးလေးပေါင်းကြည့်ရအောင်။စာလိန်ဝါဆွဲမတ်တာစွန်းဝစ်ဆန်နှလုံးပေါက်စွန်းအာတချောင်းငင်းပတ်တာအုပ်စွန်းအုပ် ကဲဟုတ်ပြီနောက်ထပ်ရုပ်ပုံလေးပုံထပ်ကြည့်ကြရအောင်ဟုတ်ပြီဗာလေးတွေ့လဲသားတို့သမီးတို့ရေအချုပ်ဆက်ကလေးပါကဲဒီချက်နဲ့တူတူရွတ်ဆိုကြည့်ရအောင်အာရေးပတ်တာအဲခါခွေရပင်ချောင်းငင်ပတ်သက်ချုံစာလုံးရေးကသက်ဆက်အချုပ်ဆက်ကဲဟုတ်ပြီနောက်ထပ်ရုပ်ပုံလေးပုံထပ်ကြည့်ရအောင်ဘာကောင်လေးတွေ့လဲသားတို့သမီးတို့ရေ လေပင်ရှိရှိနဲ့တက်ကလက်အုပ်ကလေးပါကဲဒီစံနဲ့တူတူစလုံးလေးပေါင်းကြည့်အောင်ပါရီးစတာတေကာကြီးရေတချောင်းငင်ကူလာရေးချောင်းဝစ်ဆက်နှလုံးပေါက်လာအာတချောင်းငင်တတအုပ်တက်ကလက်အုပ်အဲ့ဒီစာလုံးလေးမှာဆိုရင်လဲဒီချက်ပြောထားသလိုပဲတက်ကုလာအုပ်လို့ရေးထားပါမယ်ကိုရီအတန်ထွက်ရွဆိုရဲခါမှာတော့တက် ကလအုံးလို့အတန်ထွက်ရတယ်သားတို့သမီးတို့ရဲ့ကဲနောက်ထပ်ရုပ်ပုံလေးတစ်ပုံထပ်ကြည့်ရအောင်ဟုတ်ပြီဘာပုံလေးတွေ့လဲသားတို့သမီးတို့ရေသူလဲမြမရိုးရာလက်မှုပစ္စည်းရဲ့မှာ ပါပါရဲ့ဝက်လက်ခုလေးဖြစ်ပါတယ်ဒီချယ်ရိုး sign wine နေမှာအသုံးပြုတဲ့ဝက်လက်ခုလေးဖြစ်ပါတယ်ကဲဒီချယ်နဲ့အတူတူဆလုံးလေးပေါင်းကြည့်ရအောင်ဝါရေးချဝိစနှလုံးပေါင်းဝါ လာယကတာလက်ခွေချောင်းရင်ပတခုဝလခုအေးဝလခုလေးဆိုရင်လည်းအဲ့လိုပါပဲကွယ်ရေးတော့တာဝါလခုတ်လို့ရေးတာပါတီချယ်တို့တကယ်ပြောရခါမှာဝါလခုတ်ဝါလခုတ်လို့ပြောကြတယ်ကွကဲနောက်ထပ်ရုပ်ပုံလေးတစ်ပုံထပ်ကြည့်ရအောင်ဘာလေးတွေ့လဲတာယုသမီးတို့ရေဟုတ်ပြီတာယုသမီးတို့ငငယ်ရလဲစော့ခဲ့ကြမှာပေါ့ရှင်နယ်လောက်ထားတဲ့အိုးပုတ်ကလေးတွေဖြစ်ပါတယ် ကဲစလုံးလေးပေါင်းကြည့်ရအောင်အာလုံးကြီးတင်ချောင်းငင်အိုဝစ်ဆက်နှလုံးပေါင်းအိုပါဆောင်ချောင်းငင်တတ်တတ်ပုတ်အိုပုတ်ကဲနောက်ထပ်ရုပ်ပုံလေးပုံထက်ကြည့်ရအောင်ဘာလေးတွေတွေ့လဲသားရုပ်သမီးတို့ရေအထုပ်ကလေးတွေဘာထုပ်ကလေးတွေတော့ဟုတ်ပါတယ်ကောင်းကျင်းထုပ်ကလေးတွေပါစားလို့ရတယ်ကောင်းကျင်းထုပ်လေးတွေဖြစ်ပါတယ်ကဲဒီချက်နဲ့တူတူစလုံးလေးပေါင်းကြည့်ရအောင်ပဝေထိုကကြည်ရေးချကတ္တကောင် ညာဟာထုံးငတ်တာညင်ဝိစနှလုံးပေါင်းညင်သာစင်ညူချောင်းငင်ပတ်တထုံးကောက်ညင်ထုံးကေအခုဆိုရင်တားတို့သမီးတို့နဲ့ဒီချဲနဲ့အတူတူရုပ်ပုံလေးတွေကြည့်ပြီးတော့ဆလုံးလေးတွေပေါင်းခဲ့ကြရတယ်။နောက်ထပ်အစိမ်းရောင်ကွက်ကလေးတွေဆလုံးလေးတွေကိုဖတ်ကြည့်ပြီးတော့အတိပယ်လေးတွေလည်းစဉ်းစားကြည့်ရအောင်နော်။သွေထိုးရောက်ရည်ရေမာဟတ်ထိုး ချောင်းငင်တသားမုတ်ရေမုတ်သွေထိုးတောက်မှုရေးချတော်အာတချောင်းငင်ပတ်သားအုံးတော်အုံးရာကောင်ချောင်းငင်တသက်ယုံတောက်မှုရေးတာရာကောင်ရေးကတားရဲ့ယုံတက်ရဲ့အာရီအာတာဝင်ဘူးရေးလုံးကြည့်တင်းဆက်ခက်တီဝိစနှလုံးပေါက်တီအာရီအာမဟာထိုချောင်းငင်တသားမုတ်အတီးအမုတ် ခါခွေခါနာကြည်နာတာဝင်မူရေးစက်တာတေဖောက်ထုတ်ရဲ့ရေးတချောင်းငင်တက်တာဖြုတ်ခဏတဖြုတ်ခဏတဖြုတ်ဆိုရဲအဓိပ္ပာယ်လေးရောခဏလေးပါအချိန်ခဏလေးပါဆိုရဲအဓိပ္ပာယ်လေးပါပဲကွယ်ဟုတ်ပြီနောက်တစ်ခုဖတ်ကြည့်ရအောင်ဖောက်ထုတ်ရေးချဝိစက်နှလုံးပေါက်ပါပါဆောင်ရဲ့ရေးချောင်းငင်ပတ်သက်ပြုတ်ဖပြုတ်ဒီချယ်ရိုးစလုံးပေါင်းနိုင်တဲ့အခါမှာတော့ ဖားပြုတ်လို့စလုံးပေါင်းမိမယ်အတန်ထွက်ပြီးရွဆူလိုက်တဲ့အခါမှာတော့ဖတ်ပြုတ်လို့အတန်ထွက်ရတယ်ကလေးတို့ရဲ့ကဲနောက်ထပ်တစ်လုံးဖတ်ကြည့်ရအောင်တဝေထိုးစလေးရေးချကတ္တာဆောက်လာတချောင်းငယ်ပတ္တာလုံးဆောက်လုံးကဲနောက်ထပ်တစ်လုံးထပ်ဖတ်ကြည့်ရအောင်သာစင်ညူရေသာမာရေးငတ်တာမင်းဝစ္စနှလုံးပေါင်းမင်းလာတချောင်းငယ်တတ္တာလုံးထမင်းလုံးကဲနောက်ထပ် တလုံးထပ်ပေါင်းကြည့်ရအောင်နာငယ်ဝါဆွဲရေးချဝစ်ဆက်နှလုံးပေါင်းနွားတာဝင်မူရေးငတ်သာတင်ဝစ်ဆက်နှလုံးပေါင်းတင်နွားတင်ကာကြီးချောင်းငယ်ပတ်တက်ကိုနွားတင်ကိုနွားတင်ကိုဆိုတာကတော့ကလေးတို့ရေးနွားလေးတွေကိုထားတဲ့နေရာလေးဖြစ်ပါတယ်ကဲနောက်ဆုံးတလုံးလေးပေါင်းကြည့်ရအောင်ရာကောင်ချောင်းငယ်ပတ်တက်ယုံမာရရင့်ငတ်သာမြင်တာရေးတိတိတင်တန် ကာကြည်ရဲ့ရေးချဝိစက်နှလုံးပေါက်ကြရုံမြင်တန်ကြာကဲရုံမြင်တန်ကြာဆိုတာကတော့ယနေ့ခေတ်မှာတီချယ်တို့ကြည်နေကြတဲ့ television tv ကို ပြောတာပေါ့ကွယ်ကဲအခုဆိုရင်သားတို့သမီးတို့ဟာပြီးပြီးတွဲနဲ့အသက်သင်ငယ်တလေးတွေကိုရွတ်ဖက်ပြီးကောင်းကောင်းရေးနိုင်မယ်လို့ဒီချေယုံကြည်ပါတယ်ကွယ်အခုဒီချေရောစာမျက်နှာ84ကစလုံးလေးတွေစီကရဲရွတ်ဆိုရေးကြည့်မယ်ကို ဖတ်ကြည့်ကြရအောင်နော်ကဲရုပ်ပုံလေးကိုကြည့်လိုက်ပါဦးကဲရုပ်ပုံထဲမှာဘာလေးကိုတွေ့တယ်လဲ ဟုတ်တယ်ကလေးလေးတယောက်စော်နေတာ ပလုတ်တုတ်လေးတွေဖိုးဝါရုပ်ကလေးတွေဇီးဝါဇီးကွက်ရုပ်ကလေးတွေသူ့ရဲ့အရှိမအရုပ်ကလေးတွေချပြီးတော့စော့နေရာကိုမြင်ရတယ်ကွကဲဒီချန်နဲ့အတူတူ စာကြောင်းလေးတွေစလုံးပေါင်းကြည့်ရအောင်သွေးထိုးမရင်မေသွေးထိုးမရင်မေအောက်ကမြင်မေနာငယ်ရေးချဝိစက်နှလုံးပေါင်းနာမဟထိုးရေးချမှာ တောင်မူရတာကာကြီးချောင်းငယ်ပတ္တကုတ်ကာကြီးချောင်းငယ်ပတ္တကုတ်မေမေနာမတကုတ်ကုတ်ညာရီလုံးကြည်တင်းဆန်ခန်းကြီးသွေထိုးလိုက်လီဝိစနှလုံးပေါက်လီဘာကုံရင်ချပါသွေထိုးတောင်မူဝဆွဲတွေလာတချောင်းငယ်ပတ္တလုံးညီလီဘာတွေလုံးအာလုံးကြည်တင်းချောင်းငယ်အိုဝိစနှလုံးပေါက်အိုပါဇောက်ချောင်းငယ်တတ်တပုတ် ခါခွေရရည်လုံးချင်းချောင်းငင်ချိုးဝစ်ဆက်နှလုံးပေါက်ချိုးရကောက်ချောင်းငင်ပတ်တယုတ်ဂျိုးယုတ်အဲ့ဒီချိုးယုတ်ဆိုရဲစလုံးပေါင်းလေးမှာလဲတီချဲပြောထားတယ်လို့ပဲသားရုပ်သမီးတို့ရေသားရုပ်သမီးတို့တကယ်ရေးပြီးတော့ပေါင်းတဲ့အခါမှာချိုးယုတ်လို့ပေါင်းမိမယ်တီချဲတို့အတန်ထွက်ပြီးတော့ရွတ်ဆိုရတဲ့အခါမှာတော့ဂျိုးယုတ်လို့အတန်ထွက်ရတယ်နော်ကဲတီချဲဆက်ပြီးတော့ဖတ်ပြပေးပါမယ်ဖောက်ထုတ်လုံးတီချောင်းငင်ဖို့ဝစ်ဆန်နှလုံးပေါက်ဖို့ Hoa yi hoa ya gong chao nghe bát tài yếu, phô hoa yếu, ô bố chô yếu, phô hoa yếu. Kê nào ta chao ta phạm bạc mê, ba sao yi ba la ta chao nghe ta ta lâu, ta nguyên mu chao nghe ta ta tố, ta nguyên mu chao nghe ta ta tố, ba lâu tâu tố, ta nguyên mu yi ta, la ha thô chao nghe bạc ta lâu, la ha thô chao nghe bạc ta lâu, ba lâu tâu tố ta lâu lâu. ညာရေးလုံးကြီးတင်ဆန်ခန်ကြီးတဝေထိုးလာရီလီဝိစံနှလုံးပေါက်လီဓာတ်ရွေရေချတာတဝေထိုးတာဝိမှုဝါဆွဲတွေလာတချောင်းငယ်ပတ်တာလုံးညီလေးဓာတ်တွေလုံးကဲဒီစာကြောင်းလေးတွေမှာဆိုရင်မိမိနားမှာတကုတ်ကုတ်နေတဲ့ညီလေးပါတွေလုံနေလေတဲ့ကြီးလိုက်တဲ့အခါမှာညီလေးဟာအိုးပုတ်ဂျိုးယုတ်ဖိုးဝါယုတ်ပလုတ်တုတ်တုတ်စတဲ့အယုတ်ကလေးတွေနဲ့စော့နေတာကိုမြင်ရပါတယ်ကွ ။ KS ဆိုရင်ဒီချက်နဲ့အတူတူစာကြောင်းလေးတွေကိုတစ်ခေါက်လောက်ဖတ်ကြည့်ရအောင်။မေမေနာမှာတကုတ်ကုတ်ညီလေးပါတွေလို့။အိုးပုတ်ဂျိုးယုတ်ဖိုးဝါယုတ်ပလုတ်တုတ်တုတ်တလှုပ်လှုပ်ညီလေးဒါတွေလို့။ကဲအဆိုရေဒီချယ်တို့ဟာဒုတိယရုပ်ပုံလေးကိုကြည့်ကြမယ်နော်ကဲတာယုသမီးတို့ရေဘာလေးတွေ့ရလဲရုပ်ပုံလေးရဲ့မှာ ဟုတ်တယ်အပေလေးတပင် တွေ့ရတယ်နွားတင်းကုန်းနဲ့နွားလေးတွေကိုတွေ့ရပါတယ်ကွယ်ကဲဒီ channel အတူတူစလုံးလေးတွေပေါင်းကြည့်ရအောင်တာဝင်မူရတာရာကောင်းချောင်းခင်တတ်တဲ့ယုတ်တယုတ်စာလုံးရေးတည်တည်တင်ဆန်ကာကြီးရေးချာဝစ်စနှလုံးပေါက်ကပါစာရေးငတ်တာပင်တယုတ်စကားပင်တယုတ်စံကားပင်လို့ဒီ channel ရိုးရေးပေမဲ့တာယုတ်သမီးတို့အတန်ထွက်တဲ့ခါမှာတယုတ်စကားပင်လို့အတန်ထွက်ရတယ်ကွယ် ကဲဆက်ပြီးတော့ရွဆိုကြည့်ရအောင် နာငယ်ဝါဆွဲရေးချဝိစနှလုံးပေါက်နွားတာဝင်မူရေးငတ်တာတင်ဝိစနှလုံးပေါက်တင်ကာကြည်ချောင်းငင်ပတ်တကုတ်နာငယ်ရေးချဝိစနှလုံးပေါက်နာမဟာထိုရေးချမရာကောင်ဟာထိုလုံးကြည့်တင်ရှိတာရေးညတ်တာတီနွားတင်းကုတ်နာမှာရှိသည် အာယီအစာလင်ချောင်းငင်ပတ်တာဆုံအာယီအစာလင်ချောင်းငင်ပတ်တာဆုံအဆုံအဆုံပါဇဝါဆိုင်ငါတာပွင်အောက်ကမြင်ပွင်တာရေးညက်တာတီအဆုံအဆုံပွင်သည်အာယီအပါဇဝါဆိုင်ငါတာပွင်အောက်ကမြင်ပွင်ကာစီလုံးတင်ချောင်းငင်ကို အပွင့်ကိုပါဇောက်ရဲ့ရေချောင်းငင်တတပြုတ်ပါဇောက်ရေချပါအပွင့်ကိုပြုတ်ပါ လာရေးကတလက် တာချောင်းငင်ပတ်တတော့ တာချောင်းငယ်ပါတာတော့စာလုံးရေးချဝိစနှလုံးပေါက်စာရာကောင်ရေရတွေထိုအာရေးချငတ်တောင်လက်တုံးတုတ်စာရအောင်ကဲဒီစာချောင်းလေးတွေဟာဆိုရင်တော့တရုတ်စကားပင်လေးအရောနွားတင်းကုတ်လေးနားမှာရှိပါတယ်သူဟာတရုတ်စကားပင်ဆိုရဲအမျိုးကတခါတခါပန်းပွင့်အစုပ်လိုက်အစုပ်လိုက်အပွင့်ကြီးတွေပွင့်တဲ့ကွယ်အဲ့ဒီအပွင့်လေးတွေကိုပြုတ်ပြီးတော့စားတဲ့အခါမှာအရန်ကိုဆေးဘက်ဝင်ပါတယ်ကွယ် ကဲအဲ့တော့ဒီချေနောက်ထပ်စာကြောင်းလေးတွေကိုတစ်ခေါက်ထပ်ပြပေးမယ်။တယုတ်စကားပဲနွားတင်းကုတ်နားမှာရှိသည်အစုံအစုံပွင့်သည်အပွင့်ကိုပြုတ်ပါလက်သုံးသုံးစားရအောင်။ကဲတာယုတ်သမီးတို့ရေနောက်ထပ်ရုပ်ပုံလေးကိုကြည့်ကြရအောင်။ဟုတ်ပြီရုပ်ပုံထဲက main ကလေးဘာတွေလုပ်နေလဲ။ ဟုတ်တယ်ချုပ်နေတယ်အချုပ်အလုပ်တွေလုပ်နေတယ်ကဲဒီချက်နဲ့အတူတူစာကြောင်းလေးတွေကိုဖတ်ကြည့်ရအောင်မာဟာထိုနတမန်တောက်မှုရေချတာလာတချောင်းငယ်ပတ်တာလုံးမှန်တာလုံးဟာတချောင်းငယ်တတာဟုတ်တောက်မှုရေချတာသွေထိုပစောက်ရရည်ရေချပြောဟုတ်တာပြောမှန်တာလုံးဟုတ်တာပြော အာယီအခါခွေရပေလုံးချစ်တဲ့ညတာချင်းမာယီလုံးချစ်တဲ့စံခံမီခါခွေရပင်ချောင်းငင်ပတ်တာချုံအချိန်မီချုံအာယီအစံလုံးချောင်းငင်တတာစုပ်တာယီကတတာတိုင်ချတာအစုပ်တတာတာဝင်မူရေးစတာတဲ့ခါခွေရပင်ကတာချက်ခါခွေချောင်းငင်တတာခုံတချက်ခုံနာငယ်ဟာထိုးစတာနှင့်ခါခွေရပင်ကတာချက် ပါသောရရတတပြက်နှစ်ချက်ပြက်တာမူရေးစတတဲ့လာချောင်းငင်တတလုံးသွေထိုးကားကြည့်ရပင်ဝါဆွဲကျွေဝိစနှလုံးပေါက်ကျွေဖောက်ထိုးရေးနှချောင်းငင်ဖူးဝိစနှလုံးပေါက်ဖူးတလုံးကျွေဘူးตาရေးနှချောင်းငင်သူအောက်ကမြင်သူသွေထိုးကားကြည့်ရပင်ကြီးဝိစနှလုံးပေါက်ကြီးဇာခွေရေးနှချောင်းငင်စုဝိစနှလုံးပေါက်စုတလုံးကျွေဘူးသူဂျေစုကဲဒီစာကြောင်းလေးတွေဟာဆိုရင်တော့ နော်မှန်တာလုံးမယ်ဟုတ်တာပြောမယ်အချိန်မီချုပ်လိုက်တဲ့အခါမှာအစုတ်တတ်တာရယ်ဆိုရကစုတ်ပြဲခြင်းပို့ပြီးရောတတ်တာသွားမယ်တစ်ချက်ခုံးနှစ်ချက်ပြတ်တစ်ခုလုံးရင်နှစ်ခုပြီးတယ်တလုံကျွေးဘူးတလုံစားဘူးသူ့ဂျေဇူးသူ့ရဲ့ဂျေဇူးဟာကိုတလုံစားဘူးလိုက်တာနဲ့တစ်ခုစားလိုက်တာနဲ့တောင်မှသူ့ရဲ့ဂျေဇူးရှိတယ်လို့အဓိပ္ပာယ်ရတယ်သားတို့သမီးတို့ရဲ့အဆိုရင်ဒီ channel အတူတူစာကြောင်းလေးတွေလိုက်ဆိုကြည့်အောင်နော်မှန်တာလုံးဟုတ်တာပြော အချိန်မီချုံအစုံသက်သာတစ်ချက်ခုံနှစ်ချက်ပြတ်တလုံးကျွေးဘူးသူဂျေစုကဲတားရသမီးတို့ရေနောက်ဆုံးရုပ်ပုံလေးကိုကြည့်ကြရအောင်နော်ကဲရုပ်ပုံထဲမှာဗာလေးတွေတွေ့ရလဲဟုတ်တယ်မိန်းကလေးတယောက်ရယ်ကလေးလေးတယောက်ရယ်ငှပြောသီးလေးတွေနောက်ပြီးရခါမှာပေါပေါစကလေးတွေတွေ့ရတယ်ကွကဲဒီချန်နဲ့ဒူစာကြောင်းလေးတွေဖတ်ကြည့်ရအောင် တဝေတိုးရကဝဆွေဟာထူရွှေလာရေးကတလက်ခါဝေချောင်းငင်ပတ်တာခုံရွှေလက်ခုံအာတချောင်းငင်ပတ်တာအုပ်ကကြည်ကြကတော်ဝမူရေးလုံးကြည့်တင်ဆက်ခဲ့သည်ဝစ္စနလုံးပေါက်ဒီရွှေလက်ခုံဥခါတီငါဟာထိုးကတငှက်တွေထိုးပါသောရပိရေးချပြောတာရေးလုံးကြည့်တင်ဆက်ခဲ့သည်ဝစ္စနလုံးပေါက်ဒီငှက်ပြောသည်မဟာထိုးညက်တာမဲအောက်ကမြင်မဲ့ မဟာထိုးညတာမဲ့အောက်ကမြင်မဲ့စာလုံးရေးချဝိစနှလုံးပေါက်စာရာခေါရီရာတဝေထိုးအာရေးချငတ်တာအောင်ငှပြောသည်မဲ့မဲ့စာရအောင်နာငယ်ဟာထိုးမတာနဲ့ဝိစနှလုံးပေါက်နဲ့ပါသောရပင်းစတာပြေဖောက်ထိုးရေးကတာဖက်သာစနူချောင်းငင်ပတ်တထိုးတွေထိုးပါသောရေးချကတာပေါက်တဝေထိုးပါသောရေးချကတာပေါက်စာလိန်ချောင်းငင်ပတ်တာစုံ နှမ်းပြေဖတ်ထုတ်ပေါက်ပေါက်စုံတွေထိုးရကဝါဆွေဟာထူရွှေနာငယ်ဟာထူချောင်းငင်းတတာနှုတ်အာရီအာပါသောရရဲ့ညတာပြေအောက်ကမြင်ပြေဝါရေးချာဝိစနှလုံးပေါက်ဝါရကဝီရတွေထိုးအာရီချာငတ်တာအောင်ရွှေနှုတ်အပြေးဝါရအောင်ကဲတာရုသမီးတို့ရေဒီစာကြောင်းလေးတွေဟာဆိုရင်တော့ သားတို့သမီးတို့ကလေးလေးတွေတချဲတို့ငငယ်တို့ကဂျိန်းတဲ့ခါမှာကဲရွှေလက်ခုတ်လေးတွေတီးကြမယ်ကြပြားလေးအနေနဲ့လည်းကလေးလေးတွေကိုသင်တယ်ရွှေလက်ခုတ်အုတ်တာတီပြောတိမမဲစားရအောင်အဲအဲ့လိုမျိုးပြောတယ်စာချောင်းလေးတွေကိုရေးထားခြင်းဖြစ်တယ်เนาะငန်းပြေးဖတ်ထုတ်ပေါက်ပေါက်ဆိုရွှေနှုတ်အပြည့်ဝါရအောင်နဲ့မုံမစားကျင်တဲ့ကလေးတွေသမင်းမစားကျင်တဲ့ကလေးတွေဆိုရင်လူကြီးတွေကဒီလိုကြပြားလေးတွေရုပ်ပြီးတော့ကျွေးတဲ့တဲ့ကွယ် ကဲအဆိုရင်ဒီချက်နဲ့အတူတူ စာကြောင်းလေးကိုနောက်တစ်ခေါက်ဖတ်ကြည့်ကြမယ်။ရွှေလက်ခုံအုတ်ကာသည်ငှပြောသည်မှဲ့မှဲ့စားရအောင်နှမ်းပြစ်ဖတ်ထုတ်ပေါက်ပေါက်ဆုံးရွှေနှုတ်အပြည့်ဝါရအောင်ကဲတာရသမီးတို့အခုဆိုရင်အသက်တွဲလေးတွေလည်းဖတ်တတ်သွားပြီးပြီးပြီးတွဲနဲ့အသက်တင်ငေတာတွဲဖက်ရေးထားတဲ့စကလုံးလေးတွေကိုလည်းရွတ်ဆိုရေးတတ်သွားပြီလို့ဒီချေထင်ပါရဲ့ကွယ် အဲ့တော့သားတို့သမီးတို့အခုဒီချက်နဲ့အတူတူဖတ်လိုက်တဲ့စာလုံးလေးတွေကိုလည်းသားတို့သမီးတို့ရဲ့လေ့ကျင့်ခန်းစာအုပ်လေးထဲမှာချရေးထားကြအောင်နော်အရသမီးတို့ရေတီချဲအခုသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့အပိုင်းကငယ်ရုပ်ပုံကြည့်ပြီးစာစီမယ်ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ် ကဲပထမရုပ်ပုံလေးကို ကြည့်ရအောင်ရုပ်ပုံလေးမှာဗာလေးတွေမြင်ရလဲမီးပုံလေးတွေချိန်နေကြတယ်စီမီးလေးတွေထွန်းနေကြတယ်အရှိသင်္ကန်းစာတော့ကဒီချေပြောခဲ့ပူပါတယ်အဲ့ဒါဗာပွဲတော်လေးလဲကလေးတို့ရေဟုတ်တယ်သတင်းကျုပ်ပွဲတော်လေးပါသားတို့သမီးတို့ရုပ်ပုံလေးရဲ့ဘေးကအစာကြောင်းလေးနှစ်ကြောင်းကိုတွေ့ကြလားတီချဲဖတ်ပြပေးမယ်နော်ကျင်းပသည် တင်းကျုပ်ပွဲအဲ့စာကြောင်းလေးနှစ်ကြောင်းဟာအစင်လိုက်ရေးထားတာမဟုတ်ဘူးကွအစင်လိုက်ရေးထားတာမဟုတ်တဲ့ကွဒါကိုတီချဲတို့ဟာစာကြောင်းလို့ပြောလို့မရဘူးကလေးတို့ရေစကလုံးလို့ပဲပြောလို့ရတယ်အဲ့ဒီတော့တီချဲတို့ဟာအဲ့ဒီစကလုံးလေးတွေကိုစာကြောင်းလေးတစ်ကြောင်းနေနဲ့အစင်လိုက်တစ်ခါတည်းပြန်စီပြီးဖတ်ကြည့်ကြရအောင်နော်တင်းကျုပ်ပွဲကျင်းပသည် ကဲတအားသမီးတို့ရေဒုတိယရုပ်ပုံလေးကို ကြည့်ကြရအောင်ပန်းလေးတွေပွင့်နေရယ်နော်အဲ့ဒါဘာပန်းလေးတွေလဲတိလာကလေးတို့ရေဟုတ်ပါတယ်တော်တော်များများစိုက်ညစ်သက်ကြရယ်နှင်းစီပန်းလေးတွေပဲဖြစ်ပါရယ်ကလေးတို့ရေကဲအဲ့ဒါဆိုရင်တီချယ်တို့စာကြောင်းလေးတွေကို ပြန်စီပြီးတော့ရေးကြည့်ကြရအောင်နော်နှင်းစီပန်းများပွင့်နေသည်ကဲ တတိယရုပ်ပုံလေးကိုကြည့်လိုက်ကြရအောင်ရေကန်ထဲမှာဘာကောင်လေးတွေကိုတွေ့ရလဲကလေးတို့ရေဟုတ်တယ်ဘဲလေးတွေဘာလုံးနေကြရလဲရေကူးနေကြတယ်တဲ့ကဲအဲ့ဒါဆိုရင်တီချယ်တို့ဟာအဲ့ဒီစကလုံးလေးတွေနဲ့စာကြောင်းလေးတွေပြန်လုပ်ကြည့်ရအောင်စာကြောင်းဟာသားတို့သမီးတို့ရေတစ်ကြောင်းနဲ့မဟုတ်ဘဲနဲ့နှစ်ကြောင်းလည်းဖြစ်နိုင်တယ်သုံးကြောင်းလည်းဖြစ်နိုင်တယ်နော် ကဲအဆိုရင်တီချဲဖတ်ပြပေးပါမယ်။ကန်တဲ့တွင်ဘဲကလေးများရေကူးနေသည်။ဘဲကလေးများကန်တဲ့တွင်ရေကူးနေသည်။ကဲခုနကဒီချေပြောခဲ့တယ်လို့ပဲပေးထားတဲ့စကလုံးတွေကိုအစီအစဉ်တကျရေးသားထားတဲ့အခါမှာစာချောင်းလေးတွေဟာတချောင်းနဲ့မဟုတ်ဘဲနဲ့နှစ်ချောင်းနဲ့ဖြစ်နိုင်တယ်၊သုံးချောင်းနဲ့ဖြစ်နိုင်တယ်၊ကွဲပြားနိုင်တယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကလေးတို့ရေစာချောင်းလေးတွေရဲ့အတိတ်ပေကတော့အတူတူပါပဲကွယ်။ ကဲနောက်ထပ်ရုပ်ပုံလေးကိုဖတ်ကြည့်ကြရအောင်နော်ရုပ်ပုံထဲမှာဘာလေးကိုတွေ့လဲသားတို့သမီးတို့ရေဟုတ်ပါတယ်ယထာကြီးတွေ့ရတယ်လူတွေတွေ့ရတယ်ယထာကိုစောင့်နေတယ်လူတွေကိုတီချယ်ကိုတွေ့ခဲ့ရပါတယ်ကဲအဆိုရင်တီချယ်ကဆလုံးလေးတွေကို စီပြီးတော့စာကြောင်းလေးအဖြစ်နဲ့ပြန်ဖတ်ပြပေးမယ်ဘူတာယုံတို့ယထာစိုက်လာသည်ယထာ ဘုဒ္ဓယုံတို့ စိုက်လာသည်ကဲနောက်ထပ်ရုပ်ပုံလေးကိုထပ်ကြည့်ကြရအောင်ရုပ်ပုံထဲမှာဘာလေးကို တွေ့မြင်ရလဲကလေးတို့ရေဟုတ်ပါတယ်မိန်းကလေးတဦးကချက်ကလေးတွေကို အစာကျွေးနေတဲ့ပုံလေးတွေ့ရပါတယ်ကဲအဲ့တော့သကလုံးလေးတွေကိုစာချောင်းလေးနဲ့စနစ်တကျပြန်စီကြည့်ကြရအောင်မမသည်ချက်ကလေးများကို အစာကျွေးနေသည် ချက်ကလေးများကို မမသည် အစာကျွေးနေသည်ကဲနောက်ထပ်ရုပ်ပုံလေးထပ်ကြည့်ကြရအောင်ရုပ်ပုံထဲမှာဘာအကောင်လေးတွေကို တွေ့ရသလဲသူတို့ဟာဘယ်နေရာမှာ ပြန်ဝင်နေကြရလဲခလေးတို့ရေကောင်းခင်မှာငှက်ကလေးတွေပြန်တန်းနေရကိုတီချဲတို့မြင်ကြရတယ်နော်ကဲတီချဲစားချောင်းလေးအနေနဲ့ပြန်ပြီးတော့ဖတ်ပြပေးပါမယ်ကောင်းခင်တွင်ငှက်ကလေးများ ြန်ဝဲနေသည်ငှက်ကလေးများကောင်းငင်တွင်ပြန်ဝဲနေသည်ကဲနောက်ဆုံးရုပ်ပုံလေးကိုကြည့်ကြရအောင်ရုပ်ပုံထဲမှာဘာမြင်ရလဲကလေးတို့ရေဟုတ်တယ်ကလေးလေးတွေဟာကစားကွင်းထဲမှာပျော်ရွှင်စွာကစားနေကြတာပေါ့ကွယ်ကဲဒါဆိုရင်တီချဲကစာကြောင်းလေးနေနဲ့ဖတ်ပြပေးမယ်နော်ကလေးများကစားကွင်းတွင်ပျော်ရွှင်စွာကစားနေသည့် ကစားကွင်းတွေခလေးများပျော်ရွှင်စွာကစားနေသည် အခုလောက်ဆိုရင်သားတို့သမီးတို့လည်းစားချောင်းလေးတွေကို အစီစဉ်တကြားစနေတကြားစီကုံးရေးသားတတ်မယ်လို့တီချဲယုံကြည်ပါတယ်တီချဲတို့ရဲ့သင်ခန်းစာလေးကိုဒီမှာခဏရပ်ထားပါမယ်တတ်တာ